Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ဒီနေ့ညမှာဆိုလို့ရှိရင်နီးပြ Ruben Amorim က Premier League ပွဲစဉ်38နောက်ဆုံးပွဲဖြစ်တဲ့ Aston Villa နဲ့ပွဲတဲ့တာသတင်းစာရှင်းလင်းပွဲလုပ်ထားတယ်ပေါ့လေဒီထဲမှာဆိုလို့ရှိရင်တော့သူပြောတဲ့အကြောင်းအရာတချို့ကျွန်တော်ရှိတယ်ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်သာအဓိကထားပြီးတော့ဆွေးနွေးသွားပါမယ်ပထမဆုံးအနေနဲ့နီးပြ Amorim ကတော့ကျွန်တော်ဒီ Garnacho တို့ Bruno Fernandes တို့ရဲ့အပြောင်းအရွှေ့တွေနဲ့ပတ်သက်လို့သူ့ကိုမေးထားတဲ့နေရာမှာသူကဘာမှန်းတော့တိတ်ပြီးတော့ပွင့်ပွင့်လင်းလင်းမပြောခဲ့ဘူး အဲသူကပေါ့နော်အချင်းကြီးတွေရသူ့ကစားသမားတွေနဲ့သူအမြဲတမ်းဒါ communicate လုပ်တယ်အမြဲတမ်းစကားတွေပြောပြတယ်ပေါ့ဒါပေမဲ့တို့ကျွန်တော်တို့အခုလက်ရှိ premier league နောက်ဆုံးပွဲစဉ်ကိုပဲအပြည့်အဝအာရုံစိုက်ထားတယ်အဲထားပါတော့ဟိုလက်ရှိအချင်းကြီးတွေနဲ့ပတ်သက်လို့အစီအစဉ်တွေကစားသမားတွေအတွက်ကအစီအစဉ်တွေကိုစီရှိထားပြီးသားပေါ့ champions league ဝင်ဝင်ရသည်ဖြစ်စေမရသည်ဖြစ်စေအဲ့ဒီအချင်းကြီးနှစ်ခုစလုံးအတွက်ကျွန်တော်တို့အကောင်းဆုံးပြင်ဆင်ထားတယ်အခုတော့ premier league ပွဲစဉ်နောက်ဆုံးပွဲကိုပဲကျွန်တော်တို့ဒါအာရုံစိုက်နေတယ်ဆိုပြီးတော့သူပြောသွားတယ်ကျွန်တော်ကတော့ ဂါနာချူကတော့အတင်းဘက်ကလက်လှုပ်ဖို့အတွက်တိတ်ပြီးတော့ဟိုဘယ်လိုပြောမလဲတင်းခံထားခြင်းမှာခဏမှာเนาะဒီအကယ်လို့မြန်တန်း60လောက်ရမယ်ဆိုရင်လက်လှုပ်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်တန်း60လောက်ရမယ်ဆိုလို့ရှိရင်တော့ဂါနာချူရဲ့အပြောင်းအကျိုးကကျွန်တော်ကရောင်းလိမ့်မယ်ဒါပေမဲ့ Fernandez နဲ့ပတ်သက်လို့ကျတော့အတင်းတောင်းဝင်ရှိသူတွေရဲ့ဘက်ကတော့စဉ်းစားတော့မယ်လို့ကျွန်တော်ထင်တယ်စဉ်းစားတော့မယ်ဆိုတာရောင်းချဒီဖြစ်စီရောင်းမချဒီဖြစ်စီပေါ့ဗျာเนาะဒါပေမဲ့လို့ဒီပြဖြစ်သူအမိုရင်းရဲ့ဘက်ကတော့ကစားသမားဖြစ်သူကိုသူလက်မလွတ်ချင်ဘူးသူတစ်ပြင်း အမိုဒင်အနေနဲ့ပေါ့နော်အမိုဒင်အနေနဲ့အသင်းမှာအလုံးစုံပြင်ဆင်ဖို့ရှိပါတယ်ဆိုမှအဲ့ဒီနေရာမှာအသင်းနဲ့အစဉ်အပြည့်ဆုံးကစားမတစ်ယောက်ကိုလက်လွတ်ပြီးတော့အဲ့ဒီနေရာမှာထပ်ပြီးတော့ပြင်ဖို့ဆင်ဖို့သူအချိန်မလုံတော့ဘူးနော်ဒါအပြင်အပြောင်းရွှေ့အနေထားရကလည်းငွေဒီပိုင်းသိမ့်မလုံတော့ဘူးဆိုတဲ့ခါကျတော့နေရာတိုင်း လိုအပ်ပါတယ်ဆိုတဲ့နေရာတိုင်းကိုအားပြည့်ချင်မှဖြစ်နိုင်မှာဒါကြောင့်လက်ရှိလိုအပ်တယ်မှာဆိုလို့ရှိရင်တရင်တချို့ရအမ်မိုရင်ဟာကွင်းလင်ကစားမဖြစ်တဲ့ဘရူနိုဖနန်ဒက်စ်ကိုလက်လွတ်ချင်တဲ့စန်တာမရှိဘူးဆိုပြီးတော့ပြောထားတာတွေပဲကျွန်တော်တွေ့ရတယ်နောက်တစ်ခုကျွန်တော်တို့ journalist ကမေးထားတာကဘလို့လဲပေါ့နော်အခု Manchester United ကိုပြောင်းလာတာနောင်တရနေပြီလားပေါ့ဒီနေရာမှာအမ်မိုရင်ကတော့အဲနောင်တရဖို့ထက်ပေါ့နော်ဟိုဘလို့ပြောမလဲယာဒီတစ်မတိုင်ခင်6လလောက်ဆိုးပြီးတော့ရောက်လာခဲ့တာကိုပဲသူတကယ်ဝမ်းသာလွန်းနေပြီပေါ့ နောက်ရာသီမှာဖြစ်လာနိုင်တဲ့အမှားတွေကိုကျွန်တော်ရှောင်ရှားနိုင်ခဲ့ပြီးနောက်ရာသီမှာတွေ့ရတဲ့ဒုက္ခတွေ့ရနိုင်တဲ့ဒုက္ခတွေကိုလည်းကျွန်တော်ရှောင်ရှားနိုင်လိုက်တယ်ဆိုပြီးတော့ပြောသွားတယ်လက်ရှိပေါ်တော့6လလောက်ထိသူကြူပြီးတော့အသင်းနဲ့ပူးပေါင်းခွင့်ရတယ်နွေရာသီအပြောင်းအရွှေ့မှာလည်းသူ့အတွက်အမှန်ကန်တင့်တော်တဲ့ကစားမတွေအသင်းဘက်ကကျွန်တော်ဝေပေးဦးမယ်ဆိုရင်လာမယ့်ရာသီမှာ အကောင်းဆုံးပုံစံနဲ့စတင်ဖို့အတွက်သူတို့အတိုင်းအတာတကူဒီအချိန်ကြီးကောင်းသွားမှာအကယ်လို့အဲ့လိုမဟုတ်ဘူးဆိုလို့ရှင်စဉ်းစားကြည့်ကျွန်တော်တို့ဒီညရာဒီပြောင်းရှိကြမှသူရောက်လာမယ်ကစားမားတွေကလည်းအလုံးစုံ200 300လောက်ပဲခေါ်ပေးနိုင်မယ်ဆိုလို့ရှင်အချိန်ကြီးကကောင်းချင်မှကောင်းမှာအတိုင်းပဲလို့ဒါတစ်ဖက်ကတွေးရရင်တော့ပြီးခဲ့တဲ့ယာဒီပေါ့နော်ပြီးခဲ့တဲ့အခုလက်ရှိဒီယာဒီပေါ့ဒီယာဒီမှာယာဒီယူခြေစမ်းပွဲစဉ်တွေဘာတွေကိုသူ manage လုပ်ခွင့်မရလိုက်တာကတော့သူတို့တော်တော်လေးတိုင်ပတ်တဲ့အရာပါကျွန်တော်ကတော့ ဟိုနောက်နောက်ရတယ်လို့တော့ကျွန်တော်ထင်တာပဲเนาะဘာလို့လဲဆိုတော့ तू อ่ะ Manchester United ကိုပြောင်းမှာမလာခြင်းတာအရင်တုန်းကသူ့ကိုစပြီးတော့ကျွန်တော်ခေါ်တော့ကအမိုရင်းကရှင်းတယ် Okay ငါယာဒီကုံမှပဲပြောင်းခြင်းတယ်အဲဒါပေမဲ့ပေါ့เนาะအတင်းတောင်ရှိတယ်ဘာကလည်းမဟုတ်ဘူးမင်းတို့အခွင့်အရေးကအခုတခါပဲရှိတယ်မင်းအခုပြောင်းမလားဒါမှမဟုတ်ရင်လုံးဝမပြောင်းမဲနေမလားဒါပဲဆိုတော့ Amorin ရဲ့ဘက်ကလုံးလုံးသူ့အနေနဲ့မတက်နိုင်တော့ဘဲနဲ့ပေါ့နော်ဒီအခွင့်အရေးကိုလက်မလွတ်ချင်တဲ့အတွက်သူပြောင်းလာရတဲ့ဆိုတော့ပြောချင်တာက Amorin မှာအတိုင်းအတာတစ်ခုတည်းတော့နောင်တရလိမ့်မယ်လို့တော့ထင်တာပဲ เนาะဆိုတော့အဓိကတော့ဘယ်လိုပြောမလဲအခုလောက်ကြီးတီတိုင်ပတ်နေပြီးတော့ Manchester United တင်ရဲ့တမိုင်းလေးချောက်မှာအဆိုးအဝါဆုံးဆိုတဲ့ကျွန်တော်ကာလာတစ်ခုထိရောက်သွားတာကြီးကဘလို့မဲ့လက်ခံကျင်စရာရှိမနေဘူး။လာမယ့်ရာသီကိုကျွန်တော်ကြည့်ရင်တော့လူရာသီအပြောင်းအချုပ်မှာကျွန်တော်တို့3-5ရာလောက်ကစားမတွေခေါ်ပေးနိုင်တဲ့နော်ပြီးလို့ရှိရင်ရောင်းလဲရောင်းချနိုင်နေဆိုလို့ရှိရင်တော့အာအချင်းကြီးကောင်းပါလေကျွန်တော်တို့ထင်တာပဲသူဒီပုံစံနဲ့သူဆက်သွားမှာကိုနော်။အဲတော့နီးပြားတော့ဗောနော်။ ောင်တရဘူးဆိုတာထက်6လလောက်ဆိုးပြီးတော့ကြွေရောက်လာတာကိုပဲသူ့အနေနဲ့ဝမ်းသာလွန်းလာတယ်ဆိုပြီးတော့သူပြောသွားတယ်။နောက်တစ်ခုကတော့ကျွန်တော်ယူရိုပါလိရှုံးပွဲနဲ့ပတ်သက်ပြီးတော့ဗောနော်အဲကျွန်တော်တို့အဲ့ဒီပွဲစဉ်ရှုံးနေခဲ့တာကတော်တော်လေးကိုခဲခဲရင်းနေပေါ့နော်အခုချိန်ကြီးလဲအဲ့ဒီရှုံးပွဲတွေကကျွန်တော်တို့ကိုအခက်တွေအခက်ခဲတွေပြီးနေတော့မယ်ဘာလို့လဲဆိုတော့ဒါဟာ လားနဲ့လက်လွတ်ခဲ့ရတာဖြစ်တဲ့နာကျင်စရာပွဲတော်ပဲဖြစ်လို့ပဲပေါ့နော်ကျွန်တော်တို့အများကြီးပူကောင်းခဲ့တဲ့ပြိုင်ဘက်ထက်အခွင့်အရေးတွေကျွန်တော်အများကြီးပူပြီးတော့ကောင်းခဲ့တယ်ပူကောင်းတဲ့ကလတင်တစ်ခုဖြစ်ခဲ့တယ်ဒါပေမဲ့လို့ဖလားမရခဲ့ဘူးဒီတော့အင်မတန်ကိုနာကျင်ရတယ်ဆိုတဲ့ပုံစံမျိုးပြောထားတယ်ကျွန်တော်ကတော့ဗျာဒီလားဘိုလူပွဲဆိုတာကကျန်တာတွေကအရေးမပါဘူးနိုင်ဖို့ပဲနော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဟို stats တွေဘလောက်ရှိတယ်နောက်ပွဲအတွက်ဘယ်သူတွေချမ်းမဲတို့ဘလူတို့ဘာညာတို့အရေးမပါတော့ဘိုလူပွဲဆိုတဲ့နေရာမှာမင်းဖလားရသလားမရဘူးလားဒါပဲအရေးပါမှာ မင်းမင်းဂိုးပေါက်ကန်သူမှုအကြိမ်100အကြိမ်190မကလို့မင်းမင်းအကြိမ်600လောက်ပဲရှိရှိတကူးမှန်မရဘူးဆိုမင်းဘာမှလုပ်လို့မရဘူးပူကောင်းတဲ့အတင်းဖြစ်တယ်ပဲပြောပြောအခွင့်အရေးတွေပူရခဲ့တယ်ပဲကျွန်တော်ပြောပြောဘာမှအရေးမပါတော့ဘူးဘာမှအရေးမပါတော့ဘူးเนาะဆိုတော့ဒါကြောင့်ယူရိုပါလိရှုံမွေးရတော့အခုချိန်ဒီကိုအတင်းကိုဗောနော်အတိုင်းအတာတစ်ခုဒီဒုက္ခတွေပြီးနေတော့အခက်အခဲတွေပြီးနေတော့ဗောလေဒါကြောင့်လည်းပဲကျွန်တော်ကအဲ့ဒီ mentality နဲ့ ်အက်စတိုမီယာတို့ပါတို့လိုမျိုးငါတို့တော့ချန်ပီယံစ်လိဝင်ဝင်ရမှာဖြစ်မယ်ဟိဆိုတဲ့အသင်းရဲ့ရှင်မိုင်ကစားမယ့်အချင်းကြီးမျိုးမှာလုံးဝကိုနိုင်မယ်လို့မထင်တာဒါကိုပြောတာနော်အမိုရင်ကတော့တရားဒီလုံးစာအချင်းကြီးကိုခြုံကြည့်ပြီးတော့သူကဗောနော်တရားဒီလုံးစာကျွန်တော်ပြန်တွေးရရင်ကျွန်တော်တို့အတွက် imminent ကိုခဲရင်းတဲ့ယာစီတစ်ခုကိုကျွန်တော်ရင်ဆိုင်ခဲ့ရတယ်ဗောနော်အဲတရားဒီလုံးဒီဘက်မကောင်းဘူးလို့တော့မှာဗောနော်အဲ ဘယ်လိုပြောမလို့မကောင်းတရားဒီလုံးဒီမှာတိုင်ပတ်နေတာကြီးကိုဟာအဆင်ပြေပါတယ်ဆိုပြီးတော့သူဟန်ဆောင်ပြီးတော့မပြောနိုင်ဘူးပေါ့နော်တတော်ကိုခဲရင်တဲ့ຢာဒီတစ်ခုကိုကျွန်တော်ဖျက်တမ်းခဲ့ရတယ်ဒါပေမဲ့တော့ဟိုဒါပေမဲ့လို့ပေါ့နော်အတင်းဘက်ကတစ်ခုခုတော့အနိုင်ရရမယ်ဆိုတော့မျှော်လင့်ချက်တော့ဒါရှိခဲ့တယ်ပေါ့လေဒါကလည်းຢာဒီဒီຢာဒီကိုမတူညီတဲ့နီးနဲ့အဆုံးသက်ဖို့အတွက်အကူညီပေးနိုင်ခဲ့မှာပေါ့မကောင်းစွာနဲ့ပဲကျွန်တော်အနေနဲ့ဖလားမရခဲ့ဘူးမရခဲ့တော့အခုကျွန်တော်လုံနိုင်မဲ့နီလန်ကတော့နောက်ပွဲတွေကိုအာယုံဆက်ပြီးတော့ ဒီယာဒီကိုအနိုင်ရလနဲ့အဆုံးသက်နိုင်မှုကျူးပန်းမှုပဲပေါ့နော်ယာဒီတိမကြခင်မှာစတင်ပါလိမ့်မယ်ကျတော်တို့ရည်မှန်းချက်အစ်တတွေနဲ့ပူကောင်းအောင်ကြိုးစားသွားမယ်ဆိုတဲ့ပုံစံမျိုးပြောထားတယ်။သူကဒါသိတယ်မလားနော်။ယာဒီတစ်တွေတွေးနေတာ။မိယာဒီတစ်မှာသူဘယ်လောက်ထိအခွင့်ရရမလဲကျွန်တော်တို့မသိတော့ဘာလို့လဲသိလား။ဘာလို့လဲဆိုတော့အတင်းတောင်ဝင်ရှိသူတွေရဲ့ဘက်ကနော်အတင်းတောင်ဝင်ရှိသူတွေရဲ့ဘက်ကအမ်မိုရင်ကိုအမှန်ကန်နေရာပေးပါမလား။နေရာပေးပါအချိန်ပေးပါမလား။ထားပါတော့ဗျာ။ ဒီစဒီနွေရာဒီပြောင်းရွှေ့မှာအမ်မူရင်တို့ကစားမားတွေခေါ်ပေးလိုက်ပြီ၄ရောက်တော့ခေါ်ပေးလိုက်ပြီကျွန်တော်ထားတော့နောက်ရာဒီစတင်နေဘူးဘွဲလောက်ထိကျွန်တော်တို့အချိန်ပေးပြီးတော့အဆင်မပြေဘူးဆိုရင်ထုတ်မှာပဲထုတ်မှာပြီးခဲ့တဲ့ပြီးခဲ့တဲ့ရာဒီကျွန်တော်တို့အဲရစ်တန်ခါကိုကျွန်တော်ကြည့်ကြည့်အဲရစ်တန်ခါနဲ့တော်တော်ကိုစူးစူးဝဝရာဒီကိုဂျုံရပြီးတော့အဆင်ကိုးဒီပါလေးကျွန်တော်ရောက်တယ်ရောက်ပြီးတော့ကျွန်တော်တို့ FA ဖလာရတော့ယူရိုပါလေးဝင်ခွင့်ရတယ်နော်ယူရိုပါလေးဝင်ခွင့်ရဒါပေမဲ့လို့ FA ဖလာ sorry ပါပရီးမီးယားလိမှာဘလို့မှအဆင်မပြေဘူးကိုးဘွဲရောက်လည်းပြီးရောကျွန်တော်ထုတ်ပလိုက်တယ် ။ဗာအဲ့အလားတော့မှနော်နွေရာသီအပြောင်းရွှေ့မှာဥကာတီတို့ဇစ်ဆီတို့ယူရူတို့နော်ခေါ်လာပြီးပြီးသားနော်လူစင်းနေအမှန်ကန်အားဖြစ်ပြီးတာတာ။ဒါပေမဲ့လို့အသင်းတောင်ရှိသူတွေရဲ့ဘက်ကနီးပြကိုထုတ်ပစ်ခဲ့တယ်။ဆိုတော့အခုလက်ရှိအမ်ဘိုလီနဲ့ဒီတိုင်းပဲအခုဆိုလို့ကျွန်တော်ကအမ်ဘိုလီကိုငါတို့ကတော့သဘောကျတဲ့အဆင်ပြေတဲ့အပိုင်းညာပေါ့။နွေရာသီပြောင်းရွှေ့မှာလည်းခေါ်ပြီးပါလိမ့်မယ်တက်နှံနေမြအမ်ဘိုလီတို့ကမဲလို့နောက်ရာသီစားတဲ့အခါမှာအဆင်မပြေဘူးဆိုရင် MODing ကိုမင်းစောစောစီးစီးထုတ်ရင်ထုတ်မှာပဲ။ဒါကဘာကိုပြတယ်လဲဆိုရင်အသင်းတာဝန်ရှိသူတွေရဲ့မပြတ်သားမှုကိုကျွန်တော်ပြတာ ီနီယော့စ်ကမန်ချက်စတာယူနိုက်တက်ကိုရောက်လာပြီးကြတဲ့ကဆုံးဖြတ်ချက်အကြီးကြီးတွေချတဲ့နေရာမှာမှန်နေဆိုတာအခုချိန်ထိကိုမရှိသေးဘူးဆုံးဖြတ်ချက်အမားတွေကြီးပဲကျွန်တော်တို့အရီနာကိုနော်ဆက်မထားသေးမနဲ့ဆက်ထားခဲ့တာဒါနော်ဟိုသူတို့ဒီတိုမတ်စ်တူချေတို့ဘာလို့ကိုခန့်လို့ရရတဲ့တဲ့မခန့်ခဲ့တာသူတို့ဘာပဲကျွန်တော်တို့ကြည့်ကြည့်အသင်းမှာအကုန်တိုင်ပတ်နေတာအီနီယော့ဆုံးဖြတ်တဲ့မြဟာအသင်းမှာတော်တော်တိုင်ပတ်တဲ့အရာတွေကြီးပဲရဲ့ ကွန်မတ်2မီနီလိုစာမမျိုးကိုကျွန်တော်လက်လွတ်တယ်ဒီနေရာမှာကိုအသင်းမှာကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေသူများအသင်းရောက်သွားတဲ့အခါကျတော့ချင်းကောင်းနေတယ်ဆိုတဲ့ကဒါပြောကြဆိုကြတော့မှာပဲလေနောက်2မီနီကိုလက်လွတ်ပြီးတော့ဥကားလေးကိုတန်း90ပေးပြီးတော့ခေါ်တာတန်း90ချင်းတူတူတောင်မှဂျောင်းနီးဘက်စ်နဲ့တောက်လျှောက်တဲ့ရင်ထွက်ပြီးမဲ့ဥကားလေးကိုပဲဦးစားပေးခေါ်ခဲ့တာ PSG မှာလုံးဝနေရာမရတော့တဲ့ပုံစံမျိုးတွေပြီးတယ်မလားဒါမျိုးတွေပဲထပါတော့ပဲအများကြီးပဲဒါကြောင့်အီနီယောစ်ရဲ့ဘယ်တော့ကလပ်အသင်းကို run နေပုံစံကတော်တော်ကိုမေးခွန်းထုတ်စရာဖြစ်နေတာပဲ ကိုရီတင်းမှာဆိုလို့ရှိရင်ဘလို့မှအဆင်ပြေမနေဘူး Ineos ရောက်သူတို့ရောက်စချိန်ကစပြီးတော့အခုချိန်ထိသူတို့ running ပုံစံတွေကဘလို့မှအဆင်ပြေမနေဘူးအဲကြောင့် MOD ကသာလာမယ့်ရာသီကိုမကြခင်เนาะပြန်စတင်တော့မယ်ကျွန်တော်တို့ကအကောင်းဆုံးပုံစံနဲ့ပေါ့နော်ကျွန်တော်တို့စီစဉ်နေပါ냐ပြောနေတာအကယ်လို့အချိန်ကြီးမကောင်းဘူး5 6ဝဲလောက်မှအချိန်ကြီးမကောင်းဘူးသူမိဒိုးရမှာပဲတတိယလောက်ရှိတယ်အဲကြလို့ချင်းနေနီးပြားတယောက်ကပြောင်းဝင်ပြောင်းအောင်မှာဆိုတော့ကျွန်တော်တို့အပြေမဟုတ်တာတွေကိုသူတို့အနေနဲ့ဆက်ပြီးတော့ကျူးပန်းကြမှာပေါ့လေဒါပေမဲ့ဒီလို เนาะตรุอนีเนี่ยดาตะเกไอ้หลออม้าฤကိုเปลี่ยนနိုင်มั้ยล่ะကျွန်တော်ကြည့်ရမှာပေါ့အခုอ่ะကတို့ရဲ့တောင်ရှိသူတွေကသူများကလပ်သင်းနေလို့မျိုးကောင်းကောင်းကန်ကန်လုံးဝကိုအပြောင်းလဲကကျွန်တော်မလုံနိုင်ဘူးကျွန်တော်ဖြစ်နေတာဒါအပြင်သူဆက်ပြီးတော့ကျွန်တော်ပြောပြောပြောထားတာလေးကျွန်တော်ရှိတယ်ဒါပါတော့အခုဆိုလို့ရှိရင်ကျွန်တော် Aston Villa နဲ့ရှင်ပိုင်ကစားရမှာဒီတော့ Aston Villa ဆိုလို့ရှိရင်နီးမှန်လမ်းမှန်နဲ့တို့ကလပ်သင်းကိုထိန်းចောင်းနေတာဒါနဲ့ပတ်သက်လို့ပေါ့နော်ဒီဘယ်လိုပြောမလဲ Aston Villa ကိုပေါ့နော်တကယ်ကောင်းတဲ့တကယ်ကို ပြောမလဲကောင်းကောင်းထင်းချောင်းနေတဲ့အတင်းတစ်ခုလို့သူထင်လားဗောဒီနေရာမှာအက်စတွန်ဘီလာမှာအက်စတွန်ဘီလာကတကယ်ကိုတည်ငြိမ်မှုရှိနေတဲ့အတင်းတင်းဖြစ်တယ်ဗောထိတ်ဆုံးနေရာတွေအတွက်အမြဲတမ်းတိုက်ပွဲဝင်နေကြအတင်းဖြစ်ကျွန်တော်ဒါအမှန်ကန်မြင်လာလို့ရတယ်ဒါကြောင့်ကျွန်တော်အနေနဲ့လည်းအက်စတွန်ဘီလာလိုအတင်းပုံစံမျိုးကျွန်တော်လုံနိုင်ခြင်းနေဗောဒါပေမဲ့လို့ဒီလိုကလပ်မျိုးမှာတကယ်ကောင်းမွန်တဲ့အရာတွေအများကြီးရှိတယ်ဒီလိုအချို့အခြေအနေမျိုးထိရောက်အောင်တော့အချိန်ယူရမယ်ဆိုတာကိုသူကောင်းကောင်းခံစားမိတယ်ဆိုပြီးတော့ပြောထားတယ် ဒီ6လတာကာလအတွင်းမှာပေါ့နော်အဲ United မှာပြောင်းလဲမှုတွေအများကြီးရှိခဲ့တယ်။တခါတလေဝန်ထမ်းတွေရဲ့ဝန်ထမ်းတွေအားလုံးနဲ့အရာတခြားအရာတွေကိုပြောင်းလဲဖို့နော်။9နှစ်လောက်အချိန်ယူရတဲ့ပေါ့ဗျာ။အခုလေယာဒီအလယ်မှာနီးပြအပြောင်းလဲခံရပြီးတော့ကျွန်တော်ကစားပုံလေးပြောင်းလဲခဲ့တယ်ပေါ့။ဒါဟာအင်မတန်ကိုခက်ခဲတဲ့ကာလတစ်ခုဖြစ်ခဲ့တယ်ဆိုပြီးတော့သူပြောထားတယ်။အခုလာတော့ပြည်မလားကျွန်တော်လက်ရှိအခြေအနေတွေကို enjoy ဖြစ်အောင်နေဖို့အနာဂတ်ကိုအယုံဆိုင်ဖို့နဲ့အကောင်းမြင်ဖို့လိုအပ်တဲ့အချိန်ခါပဲပေါ့နော်။ ။ဘာလို့ကျင်လဲဘလူးကစားကျင်တယ်လဲဆိုတော့ကျွန်တော်တို့ကောင်းကောင်းသဘောပေါက်ထားပြီးသားဖြစ်တယ်ပေါ့။ဒါဟာအင်မတန်ရှင်းလင်းတယ်။အမှားမှားယွင်းယွင်းနေမကြာခဏမြင်နေရတယ်ဆိုရင်တော့မှကျွန်တော်တို့ဘလူးကစားကျင်နေတယ်ဆိုတာကောင်းကောင်းမြင်နိုင်တယ်ပေါ့။အခုချိန်ကတော့ပြောင်းလဲမှုတွေလုံးဆောင်နိုင်မဲ့စိတ်လို့ရှားစရာအချိန်မဲဆိုပြီးတော့ပြောသွားတယ်ကျွန်တော်ကတော့ဗျာသူ့ဘက်သူဘလူးကစားကျင်တယ်လဲဆိုတာကျွန်တော်မြင်ရတယ်ပဲပြောကျွန်တော်မြင်ရတာ structure တစ်ခုပဲမြင်ရတာ3 4 2 1နဲ့ကစားတယ်ဟိတ်ဒါပဲကျွန်တော်မြင်ရတာ ဝင်းထဲမှာကစားတဲ့ details တွေကသူများအသင်းတွေကိုဘယ်လိုမှအသာစီးယူနိုင်ခြင်းရှိမနေဘူး။သူကတော့ဘာနော်ကျွန်တော်အမှားတွေရှိတယ်ဆိုရင်တော့မှကိုအသင်းဘယ်လိုကစားခြင်းတယ်လဲဆိုတာပေါ်လွင်တယ်လို့ပြပြောတာ။ကျွန်တော်ပြောချင်တာကရှင်းရှင်းလေးရဲ့ကျွန်တော်ဝင်းထဲမှာကစားနေတဲ့အခါ okay စန်နာဘက်၃ယောက်၊ကွင်းလယ်၄ယောက်၊တိုက်စစ်ကနေရိုနံပါတ်၂ယောက်၊စန်နာဖော်ဝတ်၁ယောက်ဒီတိုင်းကြီးပဲကျွန်တော်မြင်ရတာ။အဲ့မဲ့ကွင်းထဲမှာပြောင်းလဲသွားတဲ့ details တွေကသူများအသင်းကိုတအားဆွမ်းဆောင်နိုင်ခြင်းကျွန်တော်ရှိမနေဘူးရှိမနေဘူးเนาะအပြောင်းလဲတွေကဘာမှတွေ့မနေရဘူး ပွဲထွက်ရင်ထွက်လာတဲ့အတိုင်းကြီးပဲကျွန်တော်တွေ့ရတာဒါတွေကဘလို့မှအချင်းကြီးကောင်းမနေဆိုတော့ကစားပုံကြီးကမြင်နေရတယ်ဆိုပေမဲ့လည်းလို့ထီအောင်မှုရှိတဲ့ကစားပုံကြီးသူများအတင်းကိုပို့ပြီးတော့ပြုတ်ဒီမှာအကောင်းဆုံးပုံစံနဲ့လုံနိုင်တဲ့ကစားပုံကြီးဟုတ်မနေတဲ့အခါအလကားပဲဗျာမူရင်းကတော့အခုချိန်ယူနော်လုံးဝဟို AACC enjoy ဖြစ်အောင်နေဖို့သူပြောတာဒါဘယ်သူက enjoy ဖြစ်နိုင်မှာလဲသူတို့ဆိုရင်တော့မသိဘူးပေါ့လေကစားမဆီဆိုရင်တော့မသိဘူးဗျာဒါပေမဲ့ပရိသတ်တွေကဘလို့ enjoy ဖြစ်နိုင်မှာလဲကိုအတင်းအချင်းကြီးကိုလည်းကျွန်တော်ကြည့်အောင်အစင်း16အောင်ပါဗျာဘယ်သူက enjoy ဖြစ်နိုင်မလဲကိုအတင်းရဲ့ဒီအချင်းကြီးမှာ ဟုတ်တယ်မလားနော်တထပါအတင်းနဲ့ပတ်သက်လို့ကတော့အပြောင်းရွှေ့သတင်းတွေကလွှဲရင်အခုချိန်မှာဘာမှကြည်နေစရာအားရစရာတွေကောင်းမနေဘူးပေါ့နော်အပြောင်းရွှေ့တွေဆိုတာလည်းအခုချိန်ကြီးဘာမှကြည်နေစရာကောင်းမနေတော့ပြည်သက်တွေလည်းစိတ်ညစ်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဒါဆိုတော့ကြည့်ရှုအားပေးတဲ့ညီကများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်